မသိရှင်စီပို့ပေးပါအပိုင်း3963နောက်ပိုင်းရများ၌သူ့ကိုတွေ့မြင်နေကြနေရာ၌ပင်တွေ့ရသည်သူသည်ဥကောင်းဆန်ဆန်ရှိထိုင်ကုန်မှလှမ်းပြီးကျွန်တော်ကိုကြည့်နေတတ်သည်နက်နက်မှုံဝါးဝါး၌သူ့မျက်နှာပေါ်တွင် အပြုံးရည်များတန်းနေသည်ရထားပေါ်တွင်ရောက်လျင်မူသူသည်အခါတိုင်းရလို့ကျွန်တော်ကိုတွဲဝါတွင်စောင့်မနေပဲကျွန်တော်သူရှိရာတဲ့သို့ပြောင်းလာသည်နှင့်တပြိုင်နက်တည်းခရီးသည်များရှိရာသို့ရှောင်းသိမ်းသွားတော်သည် ကျွန်တော်ဒီတွဲဝတွင် ရက်ကြံနေခဲ့ရင်မကျင်မနှက်ဖြစ်ပြုံးနေရသည်သူတည်ခရီးသည်များအကြားမှလှမ်းမိကျွန်တော်ကိုမျက်လုံးဆွေကြည့်နေတတ်၏ကျွန်တော်မျက်လုံးမှိတ်ပြလိုက်လျင် သူ့မျက်နှာကိုဆက်ခနဲတစ်ဖက်သို့လှည့်သွားသည်ရထားပေါ်မှာအစင်းတွင်လဲသူတီလူအများနဲ့ရောနှောကတုတ်တုတ်ဆင်းသွားသည်ခက်လန်းလန်းရောက်မှမတိမတာပြုံးပြသွားသည်သူ့ကိုနှစ်ယောက်ချင်းစကားပြောခွင့်ရရန်ဖန်တွေးမိရ ထို့သူစကားပြောခွင့်ရရန်လဲကျွန်တော်ဒီမကြိုးစားခြင်းအဝေးမှမြင်ကချစ်နေရသည့်အချစ်စိတ်မှာကြင်ညိုးစရာအဆုံးစာမရှိဟုထင်ရသည်တခါတရံတွင်သာကျွန်တော်သည်သူနှင့်လူချင်းကအရှောင်၌ချစ်တယ်ဟုတိုးတိုးပြောသွားမိသည်ကျွန်တော်ထိုသို့ပြောသွားတိုင်းသူ့မျက်နှာတစ်ပြင်လုံးထူပိန်းစင်တွင်သူ့မျက်နှာကလေးမှာပိုရဲ့ညှိတွယ်ဖော်ရလှလာသည်ဟုထင်ရသည် ကျွန်တော်တို့အနားတွင်ထိုင်သည့်အခါများတွင်လည်းသူ့မျက်နှာမှာထိုကဲ့သို့ထူပိနှီးမြန်းနေတတ်သည်များသောအားဖြင့်ညနေပတ်ယထာအပြံတွင်ခရီးသည်များနှဲပါနေသည့်နေ့တွင်စံတော်သည်သူအနာနေရာလွတ်တင်သွားထိုင်သည့်ရွှေပန်းပင်သို့ရောက်လျင်တနေ့တငွေစရင်များလုံ၍စံတော်သည်သူ့တွဲသို့ကုသွားတတ်သည်စံတော်အနာရောက်လာလျင်သူသည်စံတော်ကိုမကြည့်ဘဲမျက်နာကိုပဒင်းဝဘတ်သို့လှည့်ထားလိုက်သည် ်ကျွန်တော်ဒီသုံးနှစ်ကျွန်တော်ကြား၌စာအုပ်များကိုပြစ်ချလိုက်၏လေစည်းဖြုတ်ကခုတ်သိမ်းနေရင်သူ့ကိုမတိမတာစောင့်ကြည့်လိုက်သည်နီရဲကရှက်စိတ်ရင်ခုန်စိတ်ဖြင့်ထူအန်းနေသောသူ့မျက်နှာကလေးမှာကျွန်တော်စိတ်တွင်အဆန်းကုန်လှလာနေသည်သူ့မျက်နှာပြင်ပေါ်၌သပင်လူကလေးများသည်ဝဲနေ၏အပြင်ဘက်သို့လှမ်းကြည့်နေသောသူ့မျက်နှာများသူ့မျက်လုံးများမှာတောက်ပနေသည်သူ့ဘာများသည်ကြွနေ၏ညနေစည်းစာနေစီကြောင့်သူ့မျက်နှာမှာပိုရေးဝင်းပနေသည် သူ့ကိုကျွန်တော်ကလည်းနှုတ်မဆက်သူကလည်းလှဲ့၍ပင်မကြည့်တခါတရံတွင်မျိုးလူလင်တို့ရောက်ပြီးသူဆင်းသွားတဲ့အတိစကားသလုံးများမပြောမိကြထို့သူစကားမပြောဘဲနေခြင်းသည်ပင်တမျိုးစိတ်ကြင်နုပေါ်ရာဖြစ်နေပြန်သည်သူရင်ခုန်သားများကိုကြားနေရသည်ဟုထင်ရသည် သူရင်ထဲမှာစိတ်နှလုံးသားများနှင့်ကျွန်တော်ရင်ထဲမှာချစ်စိတ်များသည့်တတွေ့တဲ့ရောဆက်သွားသဖြင့်တယောက်ကိုတယောက်စကားတစ်လုံးပြောနေရန်မလိုအပ် ပြောနေကြခြင်းဒီပင်အပေါ်အလောဟုထင်လာမိသည်ရင်ထဲ၌ဖြစ်ပေါ်ခံစားနေရမှုတို့မှစကလုံးပေါင်းအသိအတန်းဖြင့်ဖော်ပြရပင်ရနိုင်မည်မဟုတ်ဟုထင်နေမိပြန်သည်ရန်ဖာရန်ဖန်ရန်ခါ၌မူသူနှင့်ကျွန်တော်သည်ဟိုဘက်ကုန်ဒီဘက်ကုန်မျက်နှာချင်းဆိုင်ဆုံနေကြ၏နောက်ဦးစလုံးရထားပတင်းဝမှအပြင်သို့ကြည့်ကြသည်ကျွန်တော်ဒီသူစကားပြောလာစဉ်နောက်ပြောင်နေမိပြန်သည် သူဒီကျွန်တော်စကားပြောနေတီတို့ကိုနားမထောင်ချောင်ပြရန်လက်ကင်ဘွားဖြင့်နားကိုမတိမတာပိတ်ထားသည်ဆက်စိတ်ကြောင့်ထုပိနေသောသူမျက်နှာပေါ်တွင်ကကျဉ်နှူးမှုများပြည့်လျံနေသည်ကျဉ်နှူးမှုများပြည့်လျံနေသည့်အပြုံးရည်များထင်းနေပြန်သည်မျက်နှာကိုတီတီတင်းတင်းထားနေတော်လဲသူ့နှာခမ်းများပေါ်တွင်အပြုံးများဝေ့လာနေသည်နှာခမ်းများသည်တင်းထားပါလျက်နှင့်အပေါ်တွန့်သွားနေသည် အဲ့ဒါကိုတကယ်ပြောတာဟုကျွန်တော်ဒီလက်အတန်ကိုမြင့်ပြီးပြောနေသည်ကိုမိမယူရင်ကိုတကယ်ကိုချစ်တဲ့မိမမှယူမှာလှလင်းလာရမယ်ကိုထက်လည်းငင်းရမယ်ပြုံးကျင်တာတော့မပြီးပဲနေနိုင်ရမယ်ခက်တီတီနေတတ်ရမယ် ဒါပေမဲ့ယူပြီးရင်တော့ရေးစားဘွားတော့ကကိုယ်မခေါ်ခြင်းတလို့လို့မပြောခြင်းတလို့လို့နေရတို့ကိုယ်ချစ်တယ်လို့မပြောတာတို့ကိုလာရင်လူကြားထဲရှောင်ပြေးနေရတို့မေးပြရရမယ်။တနေ့ကိုနရင်၃ခါလောက်အုပ်ရမယ်။အိယာဝင်တစ်ခါအိယာထတစ်ခါထမင်းစားပြီးတစ်ခါကိုစကားပြောတာကိုမကြားချင်အောင်ဆောင်းနေရတော့နားကိုလက်ကင်ပေါ်ကနေပိတ်ထားတော့ကိုမြင်ကိုမြင်ရှောင်သွားတာတော့အဲ့မိမမျိုးကမိမရုပ်ခေါ်ရဲ့ ဟထနီဆိုတာဟထနီဆိုတာအဲ့မိမမျိုးကိုခေါ်တာကိုအနာလာတာနဲ့သူအသားကွဲသွားမှာစိုးရထင်တယ်ကိုရမဲမိမကမျက်နှာဝိုင်းဝိုင်းကလေးဖြစ်ရမယ်အသားဖြူရမယ်ကဲစကားပြန်ပြောရင်ပြောမပြောရင်អော်ပြောလိုက်တော့မယ်နော်ကျွန်တော်ဒီသူ့ကိုမျက်တောင်မခဲစိုက်ကြည့်နေရင်ခတ်တိုးတိုးနှိမ့်ချိုက်စွာယင်းမြင်မိသည်ရထားခုံမောင်းနေတဲ့ခက်ဝဲဝဲမှာခီးတဲ့တဆုကျေလောင်စွာရီမောနေကြတဲ့များသည့်ကျွန်တော်အတန်ပေါ်၌ဖုံးလန်းသွားနေသည် သူသည်နားမှလက်ကင်ပွားကိုဖဲလိုက်ပြီးစနက်ကိုမြင်ဆောင်တစ်ချက်ထိုးကြည့်နေသည်။အော်ပြောလိုက်ပေါ်ဟုပြောနေပြန်သည်။ကျွန်တော်ဒီမျက်နှာကိုပြတင်းဘက်တို့တိုးကပ်လိုက်သည်။ချစ်တယ်ကွယ်။မင်းကတိတ်လှလာတာပဲ။တနေ့တနေ့လှလာတဲ့ကိုကြည့်ရတာမောနေရပဲ။သူဒီပြတင်းဝါမှာမျက်နှာကိုဆက်ကနေခွာလိုက်သည်။ကျွန်တော်နဲ့ဝေးသွားစီရင်သူ့ထန်ကုန်နောက်မှီအပေါ်ကျောကိုမိလိုက်သည်။ ါင်းကိုခမ်းမမော်မိထားလိုက်သည်သူအခါရင်ကသူ့၏နေဟံမှာပိုရေးကြော့ရော့လာသည်သူ့အလားသည်ဗဘူးရုပ်တုကလေးတစ်ခုနှင့်တူလာနေသည်စီစာနေခြင်းဖြင့်သူ့မျက်နှာမှာရွှေရောင်ဝါလာသည်သူကြားလာအောင်စကားပြောခွင့်မရသောအခါတွင်ကျွန်တော်သည်ပျော်ရွှင်လာနေမိပြန်သည်ကျွန်တော်ဒီမျက်နှာကိုသူ့ဘက်သို့လှည့်လိုက်ပြီးနှက်ခမ်းလှုပ်ပြသည့်နည်းဖြင့်သူ့ကိုချစ်တယ်ချစ်တယ်ဟုပြောနေသည်သူဒီကျွန်တော်နှက်ခမ်းများလှုပ်ပုံကိုမျက်မှောင်ကျုပ်ကြည့်နေသည် နဖူးကြီးများရွံ့ကကျွန်တော်ပြောနေသည့်စကားလုံးများကို လိုက်လံဖန်ဆီးကြည့်သည်ကျွန်တော်ဗဇက်လှုပ်သည့်အတိုင်းလိုက်လှုပ်ကြည့်ပြီးသူသည်တဘောပေါက်လာကဗဇက်ကိုလက်ကင်ပွားနဲ့အုတ်ကကြီးနေခဲ့သည်အတန်ကြာမှသူသည်အင်္ဂရိပြန်ဆဲကမျက်နှာကိုတီတီထားလိုက်ပြန်သည်သူ့ရဲ့အပြုတ်မှုဓလေးစရိုက်ကလေးများမှာဆဲညိပေါ်ရပင်တဏီကုံကျွမ်းသွားပြီး ညာပိုင်းအနာယူချိန်၌အိမ်တို့ပြန်ရောက်လျင်ကျွန်တော်ဒီအိယာထက်၌သူ့အိမ်မျက်နှာပေါ်ရာညစ်တဲ့ပေါ်ရာအပြုတ်မှုကလေးများကိုစုံးစားမှတ်တင်တတိယနေမိသည်ကျွန်တော်ကသူနှင့်အိမ်တော်တဲ့ပေါ်ကရောက်ရမည်ရံများကိုစိတ်ကူးယဉ်မြင်ရသည်သူနှင့်မိခဲ့သူနီလန်းဖြင့်အိမ်ောင်တဲ့ဘဝရောက်အောင်ဖန်တီးရမိကိုအရင်တိုင်းစမ်းစစ်မိသည်အရင်တိုင်းစမ်းစစ်မိသည့်အခါများတွင်မူစိတ်မောလာမိက ထိုအသွေးတို့ကိုဖျောက်ပြရသည် သူဒီလည်းသူ့မိသားစုကိုကျွမ်းမွရန်တာဝန်ထမ်းဆောင်နေရသူကျွန်တော်လည်းအဝေးရှိကျွန်တော်မိသားစုအတွက်တာဝန်ထမ်းဆောင်နေရသူစသည့်အမှန်တရားအမှန်တရားများကိုတုံ့တက်မိနေစိတ်နိုင်လေးလံကပြင်ပန်းလာသည်သူနဲ့ကျွန်တော်ကြား၌ Twitter စိတ်တန်ရောစဉ်ကြီးမှုများသည်လဲတစ်ချိန်တည်းတစ်ချိန်ပို၍တင်းကျပ်ခိုင်မြဲလာနေသည်မှာတစားထက်တစားအားကြီးလာသောရေအလျင်နှင့်တူပေသည်နောက်ပိုင်းရများ၌သူကပင်ပြန်၍စကားပြောခွင့်ရရန်ဖန်တီးပေးနေပြန်သည် ညနေပိုင်းတွင် အပြန်အလှန်မျိုးတက်မှရထားထွက်လာခဲ့သောအခါသူသည်လူစည်းတွဲအစဉ်အိနာနဘေးရှိအပေါဝါတွင်တယောက်တည်းထွက်ရလာတတ်သည်ကျွန်တော်ဒီလဲသူ့အနာသို့မယောင်မလဲရှောက်သွားကသူ့ကြောဘက်မှကားစီးရလိုက်သည်သူသည်ကျွန်တော်ရောက်လာနေပြီကိုသိတော်လဲမသိချင်အောင်ဆောင်နေပြန်သည်မောင်ဝင်ဆိုင်စာအလင်းရောင်များဖြော့မိန်သွားခြင်းတွင်ကျွန်တော်ဒီသူ့ကြောဘက်မှာအတန်ကြာအမြမလုံမရှာငြိမ်သက်ရက်နေခဲ့သည် ။သူနဲ့ကျွန်တော်နှစ်ယောက်တည်းဆက်ကြဝလာအပြင်ဘက်သို့ရောက်နေတယ်။ရောက်နေတယ်လို့လဲစိတ်နိုင်ထင်နေခဲ့ပြန်သည်။ရင်ထဲ၌နှွေးနေသည်။သူ့ရင်ခုန်တန်းကိုလဲကြားနေရသည်ထင်သည်။သူသည်အညာလေခွေးများကိုကြည့်နေခဲ့၏။မောနောင်ပိုင်းမောမုံမိုးဝဲကလေးများသည်လေနှင့်အတူပါလာကြကကျွန်တော်တို့နှစ်ယောက်စလုံးကိုလာ၍ဆင်နေခဲ့၏ကျွန်တော်ဒီအသက်ကိုမြင့်ရှုနေမိသည်ပလင်းတရားရှိကြီးကိုယထာဖြက်ကျော် ုံမောင်းနေစဉ်တွင်ကျွန်တော်သည် သူ့ကိုဘိုးစားကိုနောက်ဘက်မှငုံကမန်တိတတိနမ်းနေလိုက်သည်ပလင်းချောင်းထဲ၌မိုးနှောင်းရင်များသည်တရားတိုင်များကိုညင်သာစွာဝိပတ်စည်းစင်းနေ၏ကျွန်တော်သည်သူ့ဘကုန်းနှမတ်ကိုညင်သာစွာစုပ်ကန်လိုက်သည်ချစ်တယ်ကွယ်ချစ်တယ်မင်းတို့ကိုချစ်တယ်မလားချစ်ပါရဲ့ချစ်ရမယ်ကျွန်တော်သည်ခက်တိုးတိုးပြောနေမိသည်သူသည်ရုန်းကန်လိုက်ပြီးကျွန်တော်ဘက်သို့ပြန်လှည့်ကြည့်နေ၏ ကျွန်တော်တို့ကိုထိုက်ရပွေဖက်လိုက်လည်းရင်သူတိရှက်ရှက်ဖြစ်ကမူးရှူတို့ရုံးကန်သည်လှွတ်လှွတ်လှွတ်ပါဟုအတန်တုံတုံဖြစ်ပြောနေသည်သူရင်ခုန်တံများကိုကိုအတိုင်းသားကြားနေရသည်သူရုံးကန်လုံးမကရုံးကန်တဖြစ်ကျွန်တော်ဒီပွေဖက်ထားရမှဖြစ်လွတ်လိုက်၏သူရှင်မှာပိတ်ကတာစီထားမြဲထားသည်သူဒီခရောင်ကတန်းဖြစ်သူ့လက်တစ်ဖက်ကိုလိုက်တင်နေသည်သူ့ကိုကျွန်တော်စော်ကားတယ်ဟုအတွေးဟောင်းပြန်ပေါ်လာနေပြန်သည်ဒီလိုမလို့ရဘူးတကယ်ချင်းဒီလိုမလို့ရဘူးဆိုတာသိရလား ဒါလက်မှတ်စကအနိုင်ကျင့်တာဖြစ်နေမှာပေါ့ကြည်ကြာကြာစဉ်းစားတော့ပြောရင်သူ့အတံမှာပိုးရည်တုံလာနေသည်သူ့မျက်လုံးပေါ်၌မျက်ရည်များပြည့်လာပြန်သည်ကျွန်တော်မျက်နှာမှာလည်းမပြောနိုင်တော့ပေသူစကားများသည့်ဆူရှပြင်းထန်စွာလှိမ့်ပြေလာပြီးကျွန်တော်နှလုံးအိမ်ကိုလာရောက်ထိခိုက်သွားနေပြန်သည်မဟုတ်ဘူးမဟုတ်ဘူးဟူရတာကျွန်တော်ဒီပြောနေမိ၏နောက်ဘယ်တော့မှဒါမျိုးမလုပ်ပါနဲ့ဖဲ့ ူသည်ရုတ်တရက်ကျွန်တော်ကိုစောင့်တုံးပြီးကျွန်တော်ငင်းနေစဉ်၌အင်တာများဘက်သို့ရှောက်သွားသည်ကျွန်တော်နှင့်လွတ်သွားမှခြာကနေနောက်ပြန်လှည့်လိုက်သည်သူနှင့်ကျွန်တော်သည်မျက်နှာချင်းဆိုင်နေကတယောက်ကိုတယောက်ကြည့်နေမိသည်သူမျက်နှာပေါ်မှာအရှင်များသည်ပြေလိုက်လာနေသည်သူမျက်နှာပေါ်တွင်တဖြည်းဖြည်းအပြုံးရိပ်အပြုံးငွေများတန်းလာနေသည်သူသူတိတ်ဆိုတာသူကကျွန်တော်ကြားယုံလှမ်းပြောပြီးပိတ်သားစွာပြုံးလေသည် ထပ်ဖြည်းဖြည်းပြန်လှည့်သည်ခရီးသည်များရှိရာသို့လျှောက်သွားနေသည်